မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ဗိုလ်ချုပ်မှုကြီးကရုရှားနိုင်ငံ RTTV Channel Editor ချုပ်နဲ့ Krasnaya Sevastar သတင်းစာမှအထူးသတင်းတောက်တူကိုတရားစီလက်ခံတွေ့ဆုံနေတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရုရှားနိုင်ငံမော်စကိုမြို့သို့ရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာရုရှားနိုင်ငံ RTTV Channel ရဲ့ Editor ချုပ်နဲ့ ခရစ်နာယာဆဗက်စတာသတင်းစာမှအထူးသတင်းထောက်တူကို မေလ၈ရက်နေ့နောက်ပိုင်းကတရားစီလက်ခံတွေ့ဆုံခဲ့တယ်လို့သိရပါဗျ။အဆိုပါတွေ့ဆုံမှုအတွင်းအက်ဒီတာချုပ်နဲ့အထူးသတင်းထောက်တူကမြန်မာနိုင်ငံတွင်မန္တလေးငလင်ကြီးလှုပ်ခတ်ခဲ့မှုနိုင်ငံတကာမှကယ်ဆယ်ရေးနှင့်အကူအညီပေးရေးဆိုင်ရာများကိုကူညီဆောင်ရွက်ပေးခဲ့မှုလူသားချင်းစာနာထောက်ထားမှုဆက်ဆံရေးအပြင်ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံကြားအခြားနေပေပေါင်းစုံနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကိုမေးမြန်းကြရလို့ဆိုပါတယ်။ ဒါပြင်ရုရှားနိုင်ငံတွင်ကျင်းပမဲ့1941-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်မွေးနှစ်80ပြည့်အထိမ်းအမှဆေးရပြအခမ်းအနားဆိုင်ရာတမိုင်းကြောင်းအပေါ်ထင်မြင်ချက်များမြန်မာတပ်မတော်ကစားပြုဆေးရပြတပ်ဖွဲ့တစ်ဖွဲ့အနေဖြင့်ပထမဆုံးအကြိမ်ဖြစ်ယခုဆေးရပြအခမ်းအနားတွင်ပါဝင်ချီတက်မဲ့ပေါ်သဘောထားအမြင်အာဆီယံဒေသအတွင်းမြန်မာနိုင်ငံရဲ့အခမ်းကဏ္ဍတို့နဲ့အခြားသိရှိလိုသည့်များကိုလည်းမေးမြန်းကြပါသည်။ နာစကားအကွက်ထားမှလည်း၎င်းတို့ရဲ့မေးမြန်းချက်များအပေါ်ပြည်ပြည်စုံစုံရှင်းလင်းဖြေကြားရလို့သိရပြီးသတင်းဌာနများမှအမှတ်တရလက်ဆောင်ပစ္စည်းများ Krasnaya Zvezda သတင်းစာရေးနှစ်တရာပြည့်အထိမ်းအမှတ်တစိမ့်နဲ့စာအုပ်တို့ကိုနာစကားအကွက်ထားထံကာရဝပြုပေးကြရလို့သိရှိရပါတယ်ရှင်။ဆလတ်င်းစမဲတဲ့ငါတော့နာဆကောက်ကထားပိုချုံမှုကြီးမယောင်လိုက်ရဲ့စနီးဒိုချူချူလှနဲ့အဖွဲ State Tree of Glory အနုပညာပြကန်းတို့တွားရောက်လေးလာတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရုရှားနိုင်ငံမော်စကိုသို့ရောက်ရှိနေသောပွေချုံမှုချင်းမေအောင်လိုင်ရဲ့စနီးနေ့အဖွဲ့ဟာမေလာရှိရနေမွန်လယ်ပိုင်းက State Tree of Gallery အနုပညာပြကန်သို့တွားရောက်လေ့လာကြကြောင်းသိရပါရယ်မော်စကိုမြို့ရှိ State Tree of Gallery ဟာရုရှားနိုင်ငံရဲ့အရေးအပါဆုံးယဉ်ကျေးမှုအနုပညာလက်ရာများရှိရာကမ္ဘာကျော်ပြကန်ကြီးတစ်ခုဖြစ်ပါရယ်အနုပညာမြန်တို့သူ Pavel Tryakov ကအဲ့ဒီအမျိုးသားအနုပညာပြတိုက်ကိုစတင်ခဲ့သူဖြစ်ပါရယ် အော်တိုဘာဒေါ်လာရဲ့အပြီးရင်ပြာခံကို နိုင်ငံတော်ပိုင်အနေနဲ့ဖွင့်လှစ်က State Tree of Gallery လို့လူသိများခဲ့ပါတယ်ရုရှားအမှုပညာနဲ့ရှင်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုတို့ကိုလှေလာနိုင်တဲ့အတွက်ရုရှားလူမျိုးတို့ရဲ့ဓလေဆိုင်များစိတ်ခံစားမှုအစဉ်အတန်တို့ကိုအမှုပညာပြောက်ကွက်များမှတဆင့်တွေ့ရမှာဖြစ်ပါတယ်။ပြာခံခြင်းတွင်အမှုပညာကိုလာရောက်ခံစားကြသူများလာသလိုကလေးငယ်များကိုပါအမှုပညာတန်ဖိုးတည်အောင်လှူဆောင်ပေးနေတယ်လို့ဆိုထားကြောင်းလည်းသိရပါရဲ့ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့မော်စကိုမြို့ရှိမြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာတို့နာစကအဖွဲ့ဝင်များတွားရောက်ဖူးမြော်တဲ့တဲ့ရင်ဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့တွင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေတဲ့နာစကအဖွဲ့ဝင်များဟာမေလ၈ရက်နေ့နေ့ပိုင်းကမော်စကိုမြို့ရှိမြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာသို့တွားရောက်ကြကြောင်းသိရပါဗျ အဲ့လိုတွားရောက်ပြီးနောက်ဆရာတော်တန်ဃာတော်များအားဖူးမြော်ကြီးညိုပြီးလူပဲဝိတုပစ္စည်းများကိုစက္ကပ်လူတန်းကတရားတော်များနာယူ၍လူတန်းမှုအစုစုအတွက်ရေဆက်သွင်းချအမျှပေးဝေပြီးနေစွန်းစက္ကပ်ကြပါသည်။ To do NASCAR အဖွဲ့ဝင်များဟာ Moscow မြို့ရှိ Exhibition on Achievement of National Economy VDNK နဲ့ Mammonia Complex Victory Park တို့ကိုလည်းတွားရောက်လည်လာကြည့်ရှုကြကြောင်းသိရှိရပါရဲ့ရှင်။ နောက်ဆုံးနေဆက်မဲ့တဲ့ငါတော့တရုတ်က outdate 92တန်ချိန်18000ကိုမြန်မာနိုင်ငံသူဆက်နေချိန်များအဖြစ်ပေးပို့ကူညီတဲ့တဲ့ဖြစ်ပါတယ်မြန်မာငလျင်ပေးပြောင်းလဲထူထောင်ရေးအတွက်တရုတ်ပြည်သူသမ္မတနိုင်ငံကစစ်နယ်ချင်းများအဖြစ်ပေးပို့လှူဒန်းတဲ့ outdate 92တန်ချင်း18000ပါတင်မော်တယူတောင်ဟာမေလ9ရက်နေ့ကကြောက်တန်းမြို့နယ် mass energy terminal ကိုရောက်ရှိခဲ့တယ်လို့သိရပါဗျ ရောက်ရှိလာတဲ့အဆိုပါ အော်တဲ92တန်ကျင်18000ကိုတရုတ်တန်ယုံမှစီးပွားရေးတန်မှု မစ္စတာဦးရန်တောင်ပင်က မေလာရှိရမနက်ပိုင်းမှာလွှဲပြောင်းပေးရရာရန်ကုန်တိုင်းဒေသကြီးအဆိုရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအဆိုရအဖွဲ့ဝန်ကြီးများတာဝန်ရှိသူများကလက်ခံကြတယ်လို့ဆိုပါတယ်အဲ့ဒီအောက်တိန်တွေကိုငလျင်ပေတဲ့ဒေတာတွေကပြန်လဲထူထောင်ရေးကိစ္စတွေမှာအသုံးပြုဖို့အတွက်စွမ်းအင်ဝင်ကြီးဌာနမှတစင်းဆက်လက်ပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။